catch me if you can ha စမတ်ချလွန်တဲ့လင်းလေလေဖျားဘူးလူငယ်တယောက်နဲ့သူ့ကိုဇွဲရှိရှိလိုက်ဖမ်းတဲ့ FBI agent တယောက်တို့ရဲ့ကြောင်းနဲ့ကြွက်လိုက်တန်းကစားခဲ့တဲ့ထူးခြားစမ်းကြဲတဲ့အဖြစ်မှန်ဇက်လန်တပုတ်ပါ FBI agent Carl Henry D ha ပြင်သစ်ထောင်ထဲမှာဖျန်းနာနေတဲ့ Frank Abagnale Jr ကို American ကိုပြန်လဲလွဲပြောင်းဖို့တွားရောက်တွေးဆောင်ခဲ့ပါတယ် Frank ကတော့ထောင်ဆယ်ထဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ဖမ်းမိသွားခဲ့ပါတယ် လွန်ခဲ့တဲ့6နှစ်1963ခုနှစ်မှာတော့ Frank and Mibari ကွာရှင်းပြည့်စဲပြီးနောက် Frank Lee ဟာရင်ကွဲနာခြင်းဆိုတာနဲ့အင်ကနေထွက်ပြေးခဲ့ပါတယ်။သူ့လက်ပထမဆုံးလင်လဲမှုကတော့ကျောင်းမှာအစားထိုးစရာအဖြစ်ဟန်ဆောင်ခဲ့တာပါ။လေရင်မှုတွေကိုအားကျသည့်လေရင်မှုအလုပ်အကြောင်းလစ်လာကအတူအယောင် ID တွေချက်လက်မှတ်တွေလုတ်ခဲ့ပါတယ်။ Pan Am လေရင်မှုအဖြစ်အယောင်ဆောင်ပြီးသူ့ရဲ့ဆွဲဆောင်မှုနဲ့လင်လဲချက်တွေကိုအတုံးဖြူကစိန်ကြကြနေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ FBI agent Carl Henry Adiha Frank ရဲ့ချက်လက်မှတ်လင်းလယ်မှုတွေကိုစွန့်စမ်းစပြုလာခဲ့ပါတယ်။ဟိုတယ်တစ်ခုမှာ Frank ကိုဖမ်းမိလူနီးပါးဖြစ်ခဲ့ပေမဲ့ Frank က Barry Allen ဆိုတဲ့ Showat agent တရားဖြစ်အယောင်ဆောင်ဟင်း Carl ကိုလှည့်စားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Carl လည်းလှည့်စားခံရမှန်းသိသွားခဲ့ပါတယ်။ Chris မညမှာတော့အထီးကျန်နေတဲ့ Frank ကကားစီဖုံးခေါ်ခဲ့ပြီးကားလဲ Frank က New York ကကလေးတယောက်ဖြစ်နေမှန်းသိရှိသွားခဲ့ပါလေ။ ဒီနောက်မှာတော့ Frank က Atlanta မှာ CEO အဖြစ်အယောင်ဆောင်ခဲ့ပါတယ်။စေးယုံမှာ Brenda ဆိုကြကောင်မလီနဲ့တွေ့ဆုံပြီးချစ်ကြိုက်ခဲ့ကြပါတယ်။ Brenda ရဲ့မိဘတွေရဲ့တဘောတူညီချက်ရဟောတွေ့ရှင်းနေအဖြစ်ထပ်မံအယောင်ဆောင်ပြီးရှင်းနေစာမေးပွဲတော့ပါအောင်မြင်အောင် ဖြေဆိုခဲ့ပါတယ်။ Frank ဟာစေးယုံကမင်းကလေးတဦးနဲ့ဆိတ်ဆက်ဖို့စီစဉ်နေချိန်မှာလေ Frank ရဲ့ parking က IRS နဲ့ပတ်သက်တဲ့ပြဿနာတွေကြောင့်အလုပ်အကိုင်းကိုကောင်းပဲရုန်းကန်နေရတာကိုသွားတွေ့ခဲ့ရပါတယ်။ ဖရန်ကပါကင်ကိုသူ့အမင်းနဲ့ပြန်ပေါင်းပြီးအတူတူပျော်ရွှင်စွာနေထိုင်ဖို့ပြောခဲ့ပေမဲ့ပါကင်ကသူ့အမင်းဟာတငယ်ချင်းဖြစ်သူဂျက်ဘာနက်စ်နဲ့လက်ထပ်သွားပြီးဖြစ်ကြောင်းပြောပြခဲ့ပါလေ။ဖရန်ကကားကိုဖုံးဆက်ပြီးသူ့ဘဝကိုရက်တဲ့ခင်ကြောင်းပြောခဲ့ပေမဲ့ကားကတော့သူ့အပေါ်တရားဥပဒေအတိုင်းအရေးယူမှဖြစ်ကြောင်းပြောခဲ့ပါလေ။စိတ်ဆက်သွဲမှကားရောက်လာခဲ့ပြီးဖရန်ကလန်ဒန်ကိုထပ်ပြေးဖို့အတွက်ဘရန်ဒါကိုလီစိတ်မှတွေ့ဖို့ချင်းဆော်ခဲ့ပါလေ။ ဒါပေမဲ့ Brenda ကသူ့ကိုကားစီအကြောင်းကြားခဲ့ရာကြောင့် Frank က Lee and Mary ရောနှော်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ခုနှစ်လအကြာမှာတော့ကားဟာ Frank ပြင်သစ်မှာချက်လက်မှတ်တွေထုတ်နေတာကိုသိသွားခဲ့ပြီး Frank ကိုဖမ်းဆီးခဲ့ပါတယ်။ American ကိုပြန်လာတဲ့လေရင်ပေါ်မှာ Frank ကသူ့ဖခင်ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားပြီးအလွန်ဝမ်းနည်းခဲ့ပြီးအလွန်ဝမ်းနည်းခဲ့ပါတယ်။သူအင်တာတဲကနေလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးတော့သူ့အမေအိမ်ကိုပြေးသွားခဲ့ပေမဲ့သူ့အမေဟာခလေးတယောက်နဲ့မိသားစုအတွက်ထူထောင်နေပြီဖြစ်တာကိုတွေ့လိုက်ရပါတယ်။ဒီနောက်မှာတော့ရဲတွေကသူ့ကိုဖမ်းဆီးပြီးစနစ်နှစ်ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ကားကတော့ Franco FBI ရဲ့ငွေကြေးရာဇဝင်မှုစုံစမ်းရေးဌာနမှာအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Frank ကသူ့ရဲ့ဗဟုသုတတွေကိုအသုံးပြုပြီးချက်လက်မှတ်အတုပြုလုပ်သူတွေကိုဖမ်းဆီးရမှာကားကိုကူညီပေးခဲ့ပါတယ်။ ဘန်ဒီနဲ့အဖွဲအစည်းကြီးတွေအတွက် လုံခြုံရေးမြင့်မားလက်ချက်လက်မှအစ်စ်တွေဒီဇိုင်းဆွဲရမှာပါကူညီပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ Frank ဟာရိုးသားလက်ဘွားနဲ့နေထိုင်ခဲ့ပြီးအင်းထောင်ကျခလေး၃ယောက်ရခဲ့ပါတယ်။ကားနဲ့လည်းယင်းကြီးတဲ့မိတ်ဆွေတွေအဖြစ်ဆက်လက်တည်ရှိခဲ့ပါတယ်။ကားက Frank ပြန်ပြင်းမလာလို့ရန်ဖန်ရန်ခါတန်တရဝင်းခဲ့ပေမဲ့ Frank ကတော့အမြဲတမ်းသူ့အလို့ကိုရိုးသားစွာပြန်လုခဲ့တာကြောင့်ဒီတဲ့ချိန်မှာတော့ဘယ်သူမှသူ့နောက်ကိုလိုက်တော့မှမဟုတ်ပါဘူး။